တင်ဆက်ပေးမယ့်သတင်းကတော့ရှမ်းပြည်နယ်တမိုင်းမှာကိုယ်ပြည့်ဆောင်ရလန်နဲ့ PSG စုကူခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။ PSG တင်ဟာအင်တာမီလန်အတင်ကို၅ဂိုးကိုမရှိနဲ့အနိုင်ရပြီးရှမ်းပြည်နယ်ပြန်မပိုးလူပွဲတမိုင်းမှာကိုယ်ပြည့်ဆောင်ရလန်နဲ့အနိုင်ရပြီးရှမ်းပြည်နယ်ရှမ်းပြည်စုကိုစုကူနိုင်ခဲ့လို့သိရပါတယ်။ရှမ်းပြည်နယ်ပြိုင်ပွဲလူပွဲတမိုင်းမှာ PSG တင်ဟာတပ်မဲ့တင်ကိုဂိုးပြတ်ဆုံးသွင်းနိုင်ခဲ့တဲ့ပထမဆုံးတင်လည်းဖြစ်ခဲ့ရပါ။ PSG တင်ရရှိခဲ့တဲ့ဂိုးတွေကိုဟာကီမီ၊ခါရက်ကီဗီယာ မာယိုလာတို့ကတကူးစီတွင်ခဲ့ပြီးဒူဝေကနှစ်ကိုတွင်ခဲ့တာပါအသက်၁၉နှစ်ရွယ်ပဲရှိသေးတယ်။ကွင်းလက်ကစားသမားဒူဝေဟာဒီပွဲမှာနှစ်ကိုယ်သွင်းခဲ့တဲ့အပြင် PSG ရဲ့တင်းရှင်ပြန်နီချန်ပီယံစုကိုပထမဆုံးချိန်ရအောင်နိုင်ဖို့အတွက်အကောင်းဆုံးရှင်ဆန်ပြခဲ့သူဖြစ်ပါတယ်။ PSG တင်းဟာကမ္ဘာအကောင်းဆုံးကစားသမားတွေဖြစ်ခဲ့ကြတဲ့နေမာ MB မက်ဆီတို့ခေါ်ဆူစီပြီးတော့ချန်ပီယံနီချန်ပီယံစုရဖို့ကြိုးပမ်းနေကြတဲ့ကမောင်မင်ခဲ့ပဲနဲ့အရေးသွေးမြင့်လူငယ်တွေတင်းပွဲကစားသမားတွေနဲ့ဖွဲ့စည်းတိစောက်ပြီးမှအခုလိုချန်ပီယံနီချန်ပီယံစုရရှိခဲ့တာပါ။ တတင်းကိုတော့ညင်းချက်ဝါပေးပို့လာပါ